Facebook မှာ monetization setup နဲ့ along way စီမဲ့အချက်တစ်ချက်ပါ reshare engagement တို့ဘူးလုဆောင်ရမယ်ဒီအချက်တစ်ချက်ကိုမလုပ်ပေးရင် monetization setup ကြီးနဲ့အလံဝေးနေပါမယ်ခင်ဗျ that it target audience ကိုနားလည်ထားပါပိတ်အရေးကြီးပါလေ co post ကိုဘသူတွေကြည့်မလဲဆိုတော့ကိုရှင်းရှင်းလင်းလင်းတည်ထားဖို့လိုပါလေ audience အထွတ်အရေးကြီးမဲ့အကြောင်းအရာတွေစကားတန်း ပွန်ဆွန်ကိုအတုံးထူပါနဲ့ post timing ကိုမှန်မှန်ရွေးပါ audience အများစုနေတဲ့အချိန်များမနက်၈နာရီကနေ9နာရီနေ့လယ်၂နာရီကနေ၃နာရီည9နာရီကနေ၈နာရီသူတို့အလုပ်အပြီးမှတလကောင်းအနားယူချိန်မှတလကောင်း posting ချင်းက reach engagement တက်စေတယ်၃မျှော်မှန်းချက်ကောင်း caption အစချစ်ဆက်ပေးပါ caption ကြီးဖတ်တာနဲ့ကြည့်ရှုသူများရဲ့လက်မှတ်ရတဲ့ထွားတဲ့အထိစိတ်ဝင်စားဖို့လိုပါတယ်ဥမာတို့ဒီအမားကိုလုံမိနေရင် Facebook ကပတ်စံမမျှော်လင့်ပါနဲ့ content creator အတိုင်းတတိမထားမိတဲ့အချက်အနာခု ီလိုဆွဲဆောင်မှုရှိတဲ့ caption မျိုးသုံးပါ၄ vicious photo video ကိုအထူးကူဆိုင်အာယုံပေးပါခညမျက်စိတဲ့ဟာကနေဟင်းကနေဖြစ်စေစေအထိ photo and video တွေဖန်တီးပေးပါ video များအတွက်10မိနစ်အတွင်း attention grabbing ဖြစ်ဖို့လိုပါတယ်၅ content အမျိုးအစားကိုမျိုးစုံထုတ်ပါ static photo post long video reels short form video live video post quick shape post များအခါအော်ရစား ဖန်တီးပေးပါ6 call to action တုံးပါ audience ကိုတိုက်သွင်းပေးဖို့မမေ့ပါနဲ့ comment ထဲမှာမျှဝေပေးပါတငွေချင်းတွေကို tag တော့ပါပေးဆိုရင် invite collaborator လုပ်ပြီး post skin ပါဒီ post ကိုစီထားဖို့မမေ့ပါနဲ့ဆိုတာမျိုးကို audience တွေကိုတွန်းလှန်ပေးပါခင်ဗျာခုနှစ် relevant hashtag နဲ့ location မဖြစ်မနေတုံးပေးပါ trending local hashtag တုံးမှုနဲ့ location ထဲတာကပုံမှန်မြင်စားစေပါတယ်ဥမာတို့ #yangonlife #myanmarnuya သည် #coffeelovermm စသည်တို့အားတွင်ပေးပါ။ဒီ engagement ပြန်ဖြေမှုမှာစေနာပေါင်းထည်ဦးစားပေးပြုလုပ်ပါ။ audience တို့မေးတဲ့ comment တစ်ခုချင်းစီကို gain site reply plan ပါ။ချိန်ရရင် short video လေးဖြင့်စေနာပေါင်းထည်ထိပေးပါ။ Facebook algorithm ကသင် account page ကို active ဖြစ်စေပြီး post reach ပုံမြင့်တက်နေဒီနိုင်ပါတယ်။ကို consistency တင်းတဲ့အပေါ်အစင်မပြတ်ရှိမှုမိမိရွေးချယ်ထားတဲ့ content အပေါ် ခဏခဏပြောင်းလာမျိုးမလုပ်ပါနဲ့ပထမဆုံး post က view 0ဆိုကိုလက်ခံပြီးအကြောင်းအကျိုးညင်ညွတ်အောင်အ ਨੇ ဆုံးအပတ်၃ချိန်မားချိန်တင်ဖို့ကြိုးစားပါဆွဲရှိပါစေစိတ်ပြည့်စရာတွေကြုံလာတိုင်းဒီစာပိုက်ကိုတတိယပါ30 insight ကိုချိန်ပြီးအကောင်းဆုံး format များလေ့လာပါ Facebook page insight analysis တဲ့မှာ reach and engagement မြင်နိုင်ပါတယ်ဘလို့ post တွေက engagement ကောင်းတယ်ဆိုလားအနားယူပြီးကြည့်ပေးပါ ဘေးကွန်တန့်ကလူကြိုက်များလဲဘေးအချိန်ပို့စတင်ရဲ့လူနိုင်များလဲဘေးခေါင်းစဉ်တွေကလူတွေပိုစိတ်ဝင်စားလဲကြည့်ဖြစ်အောင်ကြည့်ပါအဲ့လိုစစ်ပြီးအဲ့လို content အတိုင်းအချိန်မှန်သုံးနှုန်းမှန်ပို့စတင်ပေးပါဒီတစ်ဆယ်ကို အခုပဲလုပ်ကြည့်ပါဆက်တက်မလို့ချင်ပါဘူးဆိုရင်တော့မှမစားဘူးဆက်တက်ပေါ်လာမှထုတ်ပါတယ်ခင်ဗျအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ